ားလုံးမင်္ဂလာပါဒီနေ့ညကျွန်တော်ရဲဖန်းခံရတာနဲ့ပတ်သက်တဲ့ထိုင်းစားပြမြကိုလာရောက်မြောက်ပေးပါမယ်။အဲနံပါတ်1ကဘာဖြစ်တာလဲဆိုလို့ရှိရင်ကယ်လိုင်ခန်းကယ်လိုင်ခန်းเนาะဘာဖြစ်တာလဲပေါ့။အဲနံပါတ်2ကရဲကဘာဖြစ်လို့ကျွန်တော်ကိုဖမ်းတာလဲလို့ကိုကထိုင်းလူပြောခြင်းအဲထမိုင်တမ်ဘလွတ်ချက်ဖုံအဲထမိုင်တမ်ဘလွတ်ချက်ဖုံအဲရဲကကျွန်တော်ကိုဘာဖြစ်လို့ဖမ်းတာလဲအဲနံပါတ်3ကကြတော့ကျွန်တော်ဘာမှလို့လဲလို့ကိုကပြောခြင်းလို့ရှိရင်ဖုန်းထမလိုက်ဖိတ် ဖုံထမ်းမလိုက်ဖြစ်နော်ကိုကဘာမှလို့လဲလို့ပြောမေးချင်လို့ရှင်ဒီလိုမျိုးမေးလို့ရတယ်နော်အဲနံပါတ်၄ကကြတော့ဒါကနားလည်မှုလွဲတာလားလို့ကိုကပြောချင်လို့ရှိရင်အနိပင်ရေယံခောက်ကြံပင်လူပောင်းအနိပင်ရေယံခောက်ကြံပင်လူပောင်းဒါကနားလည်မှုလွဲတာလားဗောနော်ဒါကအဲကိုကသူ့ကိုမေးလိုက်တာဗောဒါနားလည်မှုလွဲနေတာလားကျွန်တော်ကမလုပ်ပါဘူးဖုံမိတိုက်ထမလိုက်ဖြစ်နော်အဲအဲ့လိုမျိုးသုံးတဲ့စကားလုံးဗောနော် နံပါတ်5ကကြတော့ကျွန်တော်မိသားစုစီဖုန်းဆက်လို့ရမလားလို့ကိုကမေးကြည့်ရင်ဖုန်းခေါ်ထိုဟာခေါ်ခွာနိုင်တိုင်းမိုင်အဲ့လိုမျိုးမေးလို့ရတယ်နော်အဲဖုန်းခေါ်ထိုဟာခေါ်ခွာနိုင်တိုင်းမိုင်အဲ့လိုမျိုးမေးလို့ရတယ်။နံပါတ်6ကကြတော့ကျွန်တော်တကယ်ပါမမမလုပ်ခဲ့ဘူးလို့ကပြောချင်လို့ရှိရင်ဖုံမဲလိုက်ထမလိုက်ဖြစ်ချင်းချင်းဖုံမဲလိုက်ထမလိုက်ဖြစ်ချင်းချင်းကျွန်တော်ပါမမမလုပ်ခဲ့ဘူးဒါမှမဟုတ်ကျွန်တော်ပါမမမလုပ်ရပါဘူးပေါ့နော်။အဲ့လိုမျိုးပြောတာဖြစ်တယ်။ ပြီးတော့နံပါတ်ခွန်ကကြတော့ကျွန်တော်မှတက်သေးရှိရဲ့လို့ကိုကပြောချင်လို့ရှိရင်ဖုံမီလက်ထန်ဖုံမီလက်ထန်ကျွန်တော်မှတက်သေးရှိရဲ့ပေါ့နော်အဲပြီးရင်နံပါတ်၈ကကျွန်တော်ကိုတက်သေးခံပေးမဲ့လူရှိရဲ့လို့ကိုကပြောချင်လို့ရှိရင်ဖုံမီဖယံတိဆမရင်ရင်ဟိုက်ဖုံအဲဖုံမီဖယံတိဆမရင်ရင်ဟိုက်ဖုံခပ်အဲ့လိုမျိုးပြောလို့ရတယ်နော်ကျွန်တော်ကိုတက်သေးခံပေးမဲ့လူရှိရဲ့နံပါတ်9ကကြတော့ရဲပန်းခံရတယ်လို့ပြောကြရင်ဒွန်တမ်ဘလော့ဂျက်เนาะဒွန်တမ်ဘလော့ဂျက်เนาะ ပြီးရင်နံပါတ်30ကရဲဖမ်းခံလိုက်ရပြီရဲဖမ်းခံလိုက်ရပြီလို့ကိုကပြောချင်လို့ရှိရင်ထိုတံပလို့ချက်ပိုင်လဲဟုတ်เนาะထိုတံပလို့ချက်ပိုင်လဲဟုတ်ရဲဖမ်းခံလိုက်ရပြီเนาะရဲဖမ်းသွားပြီပေါ့အဲ့လိုပြောတာပေါ့เนาะနံပါတ်7ကရဲကစာရေးစာတမ်းတောင်းကြည့်တယ်လို့ပြောချင်လို့ရှိရင်တံပလို့ခေါ်တူဧကစာ နော် template ကခေါ်တူဧကစာအလိုပြောလို့ရတယ်နော်အဲ number 7နှစ်ကကြတော့ကျွန်တော်အဲကျွန်တော်ကိုစာရေးစာတမ်းပေးလို့ရမလားလို့ကိုကမေးချင်လို့ရှိရင်အဲဖုန်းခေါ်ဧကစာຫນွိုင်းได้ไหมဖုန်းခေါ်ဧကစာຫນွိုင်းได้ไหมครับအဲအလိုမျိုးပြောလို့ရတယ်နော်ခေါ်ဧကစာနော်ဖုန်းခေါ်ဧကစာຫນွိုင်းได้ไหมအဲအလိုမျိုးတောင်းလို့ရတယ်နော် number 7ကကြတော့ကျွန်တော်ကိုလာကြိုပေးလို့ရမလားလို့ကိုကပြောချင်လို့ရှိရင်မာလတ်ဖုန်းຫນွိုင်းได้ไหมမာလတ်ဖုန်းຫນွိုင်းได้ไหมครับအဲ အဲ့လိုပြောလို့ရတယ်နော်အဲ14ကကြတော့ရဲခေါ်သွားပြီလို့ကပြောချင်လို့ရှိရင်တမ်ဘလိုကဖာတူကပိုင်လဲဟုတ်တမ်ဘလိုကဖာတူကပိုင်လဲဟုတ်နော်ရဲခေါ်သွားပြီအဲ့လိုမျိုးပြောလို့ရတယ်နော်အဲဒါလေးကြတော့လုံးဝဟိုအမှတ်သားထားတဲ့စကားလုံးလေးပေါ့နော်တကယ်တမ်းကိုဒီလိုမျိုးကြုံလာခဲ့ရင်ပြောလို့ရတယ်ပေါ့နော်နံပါတ်15ကြတော့ရဲစခန်းကိုခေါ်သွားတာခံရပြီလို့ပြောနေလို့ရှိရင်ထိုးဖပိုင်းလုံဖက်လဲဟုတ်ထိုးဖပိုင်းလုံဖက်လဲဟုတ်အဲ့လိုပြောလို့ရတယ်เนา ပြီးရင်16ကအမှုစိတ်ခံနေရတယ်လို့ကိုကပြောခြင်းအဲထိုဆိုဘခမ်နော်ထိုဆိုဘခမ်နော်ထိုဆိုဘခမ်လို့ပြောလို့ရတယ်နော်နံပါတ်6ကဘယ်တော့လွတ်မလဲမသိဘူးလို့ကိုကပြောချင်လို့ရှိရင်မေလူကချက်ပွိုင်းမွတ်လိုက်နော်မေလူကချက်ပွိုင်းမွတ်လိုက်ဘယ်တော့လွတ်မလဲမသိဘူးပေါ့နော်အဲပြီးရင်7ကဘယ်တော့ပြန်လွတ်ခံရမလဲမသိဘူးလို့ကပြောချင်ရမေလူကချက်ထိုးပွိုင်းမွတ်လိုက် နော်ရမေလူကစထုပ်ပွိုင်မွလိုင်အဲ့လိုပြောလို့ရတယ်နော်ရမေလူကစထုပ်ပွိုင်မွလိုင်ဘယ်တော့ပြန်လို့ခံရမလဲမသိဘူးပေါ့နော်အပေါ်ကကြတော့ဘယ်တော့လုံးမလဲမသိဘူးအောက်ကကြတော့ဘယ်တော့ပြန်လို့ခံရမလဲမသိဘူးပေါ့နော်စကလုံးလေးနည်းနည်းလေးအတိတ်ပဲလေး꿰ရတယ်ပေါ့နော်29ကကြတော့ကျွန်တော်အဖမ်းခံရတဲ့သူကိုလာတွေ့တာလို့ကိုကရဲကိုပြောခြင်းဖုံမကြီးခွန်တိထုတ်ချက်เนาะအဲ့လိုပြောလို့ရတယ်เนาะဖုံမကြီးခွန်တိထုတ်ချက်เนาะအဲ့လိုသုံးလို့ရတယ်အဲနံပါတ်20ကကြတော့အဖမ်းခံရတဲ့လူကဘယ်မှာလဲလို့ကိုကမေးခြင်းခွန်တိထုတ်ချက်ယူနိုင် နော်ခွန်တီထိုချက်ယူနိုင်အဲ့လိုမေးလို့ရတယ်နော်ခွန်တီထိုချက်ယူနိုင်အဲ့လိုမျိုးမေးလို့ရပါတယ်ကျွန်တော်ဒီနေ့တော့တော်လေးပဲလာအောင်မျှဝေပေးခြင်းပါတယ်ကြီးစုပဲသူတွေအားလုံးကျေးဇူးတင်ပါတယ်အားလုံးမင်္ဂလာရှိသောနေ့လေးဖြစ်ပါစေခင်ဗျာ